အခု community core မှာနားထောင်နေတယ်အကိုတွေအမတွေကတော့ထူးထူးထူးပြောစရာမလိုတော့ပါဘူးเนาะအသူတို့ကအမြဲတမ်းနိုင်ရတာဝန်ထမ်းပြီးတော့တော်လည်ရေးအတွက်ကိုကုနေကြတဲ့သူတွေကုနေကြတယ်ဆိုတော့လीเนาะအဆက်ပြီးတော့ဒီဝေဟင်စိုးမိုးစီဝဇိုး campaign ရဲ့ဒီဝေဟင်စစ်စင်ရေးတွေအတွက်ကိုအသုံးပြုနေတဲ့ဒီပညာပိုင်းနဲ့ပတ်သက်ပြီးတော့မျှဝေပေးဖို့အငယ်ဥအောင်စောလာကိုဖိတ်ခေါ်ပါရစီရှင်အငယ်မင်္ဂလာပါ မင်္ဂလာပါသမီးရေတယောက်လာကြတဲ့ဧည့်သည်တို့ဒီအကုန်လုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်နှုတ်ဆက်ပါတယ်ကျွန်တော်ကတော့ဥအောင်ဆိုလာပါအမေရိကန်ပြည်ထောင်စုနယူးယောက်မှာနေပါတယ်ဟောကျွန်တော်ရဲ့အလုပ်ကတော့ဒီ facing zone ရဲ့ဤပညာပိုင်းဆိုင်ရာကိုကျွန်တော်မြေပြင်က PDF ဒီတိုင်းနာဖွဲ့စည်းဒီစာပြင်ပေါ်လीအဲ့ဒါတွေကိုကျွန်တော်ဤပညာပိုင်းဆိုင်ရာအကူအညီပေးတဲ့အဖွဲ့ရဲ့တာဝန်ခံတယောက်ပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအန်ကယ်ရေးမင်္ဂလာပါတွေ့ရဝမ်းသာပါတယ် မင်္ဂလာပါကွယ်ဝမ်းသာပါတယ်အင်္ဂလိပ်ဟုတ်ကဲ့ဟုတ်ကဲ့အင်္ဂလိပ်အော်အခုဆိုရင်ဒီဝေဟင်စိုးမိုးစီဝဇိုးကမ်ပိန်းလေးရဆိုရင်အခုတွားနေတဲ့ပုံစံလေးရညီပညာနဲ့တိုက်ခိုက်နေတဲ့ပုံစံမျိုးပေါ့နော်ဟိုဒီလိုမျိုးညီပညာနဲ့တိုက်ခိုက်ဖို့ဆိုရင်အရေးကြီးဆုံးလိုအပ်ချက်လေးတွေကဘာလေးတွေဖြစ်မလဲဆိုတာအငယ်မျှဝေလို့ရရင်မျှဝေပေးပါအောင်ရှင့်ဟုတ်ကဲ့ပါဟိုညီပညာနဲ့ကျွန်တော်တို့ဟိုစကားကားကိုအန်တုဖို့ပေါ့နော်အဲ့ဒီအတွက်ကိုကျွန်တော်တို့ကညီပညာပံ့ပိုးပေးတာအဓိကပေါ့နော် တော့ဤပညာဆိုတော့ကျွန်တော်တို့ကတော့ drone ပေါ့နော် drone မှာမှာမာဒီရူတာ drone နဲ့ fixing drone ကိုကျွန်တော်တို့က fixing drone ကိုပဲဤပညာပိုင်းဆိုင်ရာဟုတ်ဟိုတံပိုးပြတာပါနှစ်ခုလုံးကတော့အကုန်လုံးအသုံးဝင်ပါတယ်ဒါပေမဲ့လို့ကျွန်တော်တို့စဉ်းစားတာကတော့ဒီစကားခါမှာကျွန်တော်တို့ထက် energy ပစ်ကူတို့လေကြောင်းပစ်ကူတို့ကအဆမတန်အင်အားတာပါတယ်ကျွန်တော်တို့မှအဲ့ဒါကြီးမရှိပါဘူးအဲ့တော့အဲ့ဒါကြီးကိုပြန်ပြီးအန်တုဖို့ဆိုတာကျွန်တော်တို့ကဤပညာအသုံးပြုတဲ့ဒီ drone နဲ့ပဲပြန်ပြီးတော့အန်တုလို့ရပါတယ်ပြန်ပြီးတော့ သာကကောက်ဒုက္ခပြီးလို့ရတယ်ဆိုတဲ့အဲ့ဒီအတွင်းနဲ့ပဲကျွန်တော်တို့ကဒီဘက်ကနေပြီးတော့ဖေးစင်ဒရုံးတွေကိုနီးပညာမြင့်ပြီးတော့ဗောနော်ဒီတိုင်းသားအဖွဲ့တွေနဲ့ PDF ပြီးဗောနော်အားလုံးကိုကျွန်တော်တို့ကနီးပညာ sharing လုပ်ပြီးတာပါနောက် R&D ဗောနော်ကျွန်တော်တို့စံသက်သူတည်နာလုပ်တယ်ထုတ်လုပ်တယ်ပြီးရင်နီးပညာပြန်ပြီးမျှဝေပေးပါတယ်အဲ့တော့ပထမစစတာချင်းစံသက်ထုတ်လုပ်တာတော့ကျွန်တော်တို့အဖွဲ့ကိုယ်ပိုင်ငွေကြေးနဲ့ပဲကျွန်တော်တို့စပြီးစံသက်ပါတယ်ထုတ်လုပ်ပါတယ် အဲ့ဒါအောင်မြင်ပြီဆိုတော့မှအမြောက်များထုတ်ပြီဆိုတော့မှဒီလိုကမ်ပိန်းလေးတွေလွတ်လုပ်ပြီးတော့ကျွန်တော်တို့ကတက်ဆိုင်ရာအဖွဲ့တွေကိုအမြောက်များထုတ်လုပ်စီတာဖြစ်ပါတယ်တမီးရဲ့အဲ့တော့ဟိုအန်ဂျယ်တို့လုပ်တဲ့ fix twin drone ကတော့ဘယ်လိုပုံစံလဲဆိုတာအန်ဂျယ်ရှင်းပြပေးပါမယ်။များသောအားဖြင့်ဒီတော်လိုင်းရေးဖွဲ့တွေမှာ သုံးနေတဲ့ fix twin drone တွေဟာပေါ်ပြားကြီးကျွန်တော် plastic ပုံပြားကြီးကိုလှီးဖြတ်ပြီးတော့ကိုယ်တိုင်ဆင်ရတာပေါ့နော်။အဲ့တော့ခိုင်ငှမှုကလည်းနည်းတယ်။ဒါစီလည်းအသုံးပြုဖို့မလွယ်ဘူးပေါ့။အဲ့တော့အဲ့ဒါဒီတစ်ခေါက် သွားလိုက်ရင်ပြန်ဘုံချပြီးပြန်လာလိုက်ရင်ပြင်ရတာပြူရတာအချိန်ယူရတယ်ပတ်စံကုန်နေပေါ့ဒါကြောင့်အင်္ဂယ်တို့ကတော့ဒီ drone body တွေကို fiber glass တို့ carbon fiber တို့နဲ့လုပ်တဲ့ drone တွေကိုနိုင်ငံတကာအဖြစ်မဖြစ်အောင်ပေါ့နော်မိုးတွေနဲ့အင်္ဂယ်တို့ထုတ်လုပ်ပါတယ်အဲ့ဒါတွေကိုအင်္ဂယ်တို့ရဲ့ဤပညာအကူအညီထောက်ပံ့မှုအကူအညီကြီးကြပ်အုပ်ချုပ်မှုအကူအညီနဲ့ထုတ်လုပ်နေတဲ့ဌာနမတူညီတဲ့ဒေါ်လာရေးအဖွဲ့အစည်း တနင်္လာရီတိုင်းရောအပါတို့အငယ်ဒီမှာ၄ခုရှိပါဘယ်ဘယ်ဒေါ်လာရင်းဖွဲ့သည်တည်းဆိုတော့အချိန်တိုင်းအငယ်ပြောပြပြောပြပြီးပါမယ်နော်ဒီဟာကိုအငယ်တို့ဟို fiber glass တွေ carbon fiber တွေနဲ့ထုတ်တဲ့အတွက်အသုံးပြုတဲ့လူတွေမှာဒါစီလည်းအသုံးပြုနေတယ်ခိုင်ခန့်နေပေါ့နော်အဲ့တော့ပြုပြင်စေခြင်းနေတယ်နောက်တစ်ခါဒီ carbon fiber glass တွေနဲ့ထုတ်တဲ့ drone တွေကိုပြင်ပအနေဝင်မယ်ဆိုရင်ဈေးအင်မတန်မှကြီးပါတယ်ဒေါ်လာရင်းတက်ဖွဲ့တွေဘလို့မှလမ်းလမ်းမီတဲ့အခြေအနေမရှိပါဘူးအဲ့ကြောင့်အငယ်တို့ကဒါတွေကိုဒီနှုံတက်တက်တတာနဲ့ ုံလို့ရအောင်ဖွဲ့တိုင်းလည်းသုံးလို့ရအောင်ဆိုပြီးတော့ဟိုအင်္ဂလိုဒီကနီးပညာအကူအညီပေးပြီးမြေပြင်ကထော်လိုင်းရေးတပ်ဖွဲ့ဒီအကုန်လုံးကဝိုင်းဝန်းကြိုးစားပြီးထုတ်လို့တော့အောင်မြင်လို့အခုဒီ community လောက်ရခြင်းဖြစ်ပါတယ်။အဲ့တော့ဒါကတော့ဒရုန်းရဲ့ body ဘိုင်းဆိုင်ရာပေါ့။တနည်းပြောရရင်တော့ hardware ဘိုင်းဆိုင်ရာပေါ့နော်။တခါ zone flight control လို့ခေါ်တဲ့ zone ပြတဲ့ခါမှာထိန်းချုပ်တဲ့အစ်နှစ်ပေါ့နော်။အဲ့ဒါတော့ software ဘိုင်းပေါ့။အဲ့ဒါကိုလည်းကျွန်တော်တို့ဒီဘက်ကနီးပညာမျှဝေပေးပါတယ်။အဲ့တော့ဘာလဲဆိုတော့ဒီ drone တွေဝေးဝေးနဲ့မြင်းမြင်းပြန်လို့ရအောင်ပေါ့နော်။ ဒီပညာမြှပ်ပြီးပါတယ်ကျွန်တော်တို့ drone တွေကအနည်းလေးကီလိုမီတာ40နဲ့60ကြားထဲကျွန်တော်တို့ပြန်နိုင်မှာပါတယ်အမြင့်ပြီဆိုရင်လည်းပြီး9000အထက်မှာပြန်ပါတယ်ကျွန်တော်တို့ဒါကတော့ကျွန်တော်ဂျမ်ဘာရီလွတ်အောင်ပေါ့နော်ပြီး9000အထက်မှာပြန်ပါတယ်တချို့ drone တွေဆိုရင်ပြီး1000လောက်ထိအောင်ပြန်တဲ့ drone တွေရှိပါတယ်နည်းနည်းတော့တမိုးကြီးပါတယ်အဲအကောင်လေးနည်းနည်းကြီးတယ်ပေါ့နော်တင်နိုင်တဲ့ဘုံကြီးရဲ့ weight ကလည်းများပါတယ်အဲအဲ့လို drone တွေလည်းကျွန်တော်တို့ထုတ်လုပ်ပါတယ် ကျွန်တော်တို့ဝေးဝေးသွားနိုင်လေကျွန်တော်တို့မြေပြင်ကကလေးတွေရဲ့အသက်အန္တရာယ်အတွက်လုံခြုံစိတ်ချရလီဆိုရတဲ့အတွက်အဲ့ဒီအတွေးနဲ့ပဲကျွန်တော်တို့ကဓာရီကိုဖော်လုပ်ပြရပါအဲ့တော့ရန်သူကကျွန်တော်တို့လက်နေကြီးပြစ်ကူတွေဒီကြောင်ပြစ်ကူတွေနဲ့ပြစ်တဲ့အခါမှာကျွန်တော်တို့ကဒရုန်းနဲ့သူတို့ဒီပညာတုံးပြီးတော့သူတို့လိုတော့ကျွန်တော်တို့ကရမ်းပြစ်တာမဟုတ်ဘူးသူတို့ကတော့လူနေအိမ်နေရောစာသင်ကျောင်းနေရောနော် ာသာရေးအသောဦးနေရောဆစ်ဆောင်နေရောထိကျင်ရာထိသူတို့ကတော့လီလီရင်နေဘုံကျဲတာသူတို့လीကျွန်တော်တို့ကတော့အဲ့လိုမလုပ်ဘူးသူတို့ခေါင်းပေါ်တက်တယ်ကြောက်အောင်ကျွန်တော်တို့ကနီးပညာသုံးပြီးတော့ကလေးတွေကလှုပ်တာပေါ့နော်အဲအဲကျွန်တော်တို့ရဲ့အားသာချက်ကတော့အဲ့ဒါပါပဲဒီနေရာမှာတခုပြောချင်တာကတော့ကလေးတွေကပူးဆောင်တဲ့တော်လန်ကြီးအင်ပနာမထူးကျွန်ထက်မြက်တဲ့ကျွန်တော်တို့ပြည်တွင်းကကလေးတွေဥဆောင်တဲ့တော်လန်ကြီးမှုလို့ဒီအချိန်ကြီးရောက်တာပါကလေးတွေကတော်တော်ကိုတော်ကြပါတယ်ကျွန်တော်တို့ဒီကဤပညာပံ့ပိုးလိုက်ရင်သူတို့က အကုန်လုံးကျွန်တော်တို့ပြောတဲ့အတိုင်းတသွေးမတိန်လုံနိုင်ပါတယ်အဲတော့ကျွန်တော်တို့ drone တွေလည်းနိုင်ငံတကာအသိပြီးပါတယ်ဒါဟိုအမြောက်များတာမထုတ်လုံနိုင်သေးတာပေါ့နော်ကျွန်တော်တို့ကတော့ခုနဥယျာဉ်ထွေပြောသွားသလိုပဲဝင်းမှာဝဲနေတဲ့ drone တွေအကုန်လုံးကကျွန်တော်တို့ drone တွေဖြစ်ချင်တာပါပဲအဓိကတော့အဲတော့အဲ့ဒါကြောင့်ကျွန်တော်တို့တတ်နိုင်တယ်များကျွန်တော်တို့အကူအညီတောင်းတဲ့အဖွဲ့အစည်းတွေတိုင်းရင်းသားအဖွဲ့အစည်းဖြစ်ဖြစ် PDF ဖြစ်ဖြစ် MOD အောက်ကဖြစ်ဖြစ်အကုန်လုံးကိုကျွန်တော်တို့ကူညီပေးပါတယ်အဲတော့ကျွန်တော်တို့ရဲ့ ဟိုနိုင်တဲ့ငွေကြေးလေးနဲ့တော့အားရနေတိတိကျွန်တော်လုံနိုင်မိမဲ့အမြောင်များထုတ်လို့ဖို့ကတော့မိဘပြည်သူတွေကူညီမှထောက်ပံ့မှဒေါ်လာရင်းတက်ဖွဲ့တွေကအမြောင်များထုတ်လို့နိုင်မှာဖြစ်ပါတယ်အဲဒါကြောင့်ဒါကိုလည်းကျွန်တော်တို့ကူညီပေးကြဖို့ဒီနေရာကနေကျွန်တော်မေတ္တာရပ်ခံနေပါတယ်အဲတော့ကျွန်တော်တို့နောက်ဆုံးပြောချင်တာကတော့ဗျာကျွန်တော်တို့ဤပညာဖြစ်မှာဒေါ်လာရင်းလုပ်နေတဲ့ကျွန်တော်တို့ကဤပညာကိုတော့မျက်စိပြတ်လို့မရဘူးပေါ့ ော်တော့ဤပညာမျက်ကြည့်ပြလို့မရဘူးနေ့စဉ်နဲ့မျှပြောင်းလဲနေတဲ့ဤပညာတွေကိုကျွန်တော်တို့လေ့လာစီးပူးပြီးတော့အောက်ကတော်လိုင်းရဲဘော်တွေကိုအမြဲတမ်းဖြန့်ဝေပြီးပြီးတော့ကျွန်တော်တို့ဒီတော်လိုင်းအောင်တဲ့အထိဥညီပြီးသွားပါရင်ဆိုတာကိုကျွန်တော်ဂရုပြုကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအငယ်မျှဝေပြီးသွားတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်အဲအငယ်ပြောသွားတာတွေကိုနားထောင်ရင်လည်းဒီတော်လိုင်းရေးအမြန်အောင်မှုဆိုရင်ဤပညာပိုင်းဆိုင်ရာ အတမှုကလိုအပ်နေရအောင်လည်းတည်လိုက်ရပါတယ်။ဒီရန်သူဘက်ကနေပြီးတော့ကိုကိုဘလူနီပညာတွေတုံးပြီးတော့တိုက်ခိုက်နေရတယ်။အဲကိုကရောဘလူနီပညာတွေနဲ့ပြန်ပြီးတော့တိုက်ခိုက်ရမလဲဆိုတာတွေအတော့ကဒီအံကေပြောသလိုပဲ R&D လုပ်မှသာဒါမျိုးတွေကတည်နိုင်မှာပေါ့နော်။ဟောဒီအတွက်ကိုမြေပြင်ကမ်ပိန်းတွေအပြင်ကို SCF မှာ ရှိနေတဲ့ကမ်ပိန်းတွေကိုလည်းထောက်ဖို့ပါဝင်ဖို့လိုသလိုတစ်ဖက်မှာလည်းရန်သူရဲ့အိတ်ကမဖောင်းအောင် သွေးစွန်ဝီဖြတ်တောက်ဖို့လဲမမေမျောတဲ့အရေးကြီးတဲ့အချက်တစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုလည်းဒီနေရာလေးကနေတဆင့်စကားတဆင့်သတင်းပါလိုက်ပါတယ်။အငယ်ကျေးဇူးအများကြီးတင်ပါတယ်။ကျေးဇူးပါသမီးရေ။ဟုတ်ကဲ့ပါ။ပါလုံးလဲဆိုတော့ဆက်ပြီးတော့အမေးဖြေအစီအစဉ်လေးကိုသွားကြင်ပါတယ်။ဟုတ်ပြီ။မေးခွန်းလေးကသူရဲကိုရောက်သွားပါပြီ။မိထားတာကကြတော့ SCF မှာရှိနေတဲ့ဝီဟင်ဆိုးမိုးစီဝတ်ဆိုးကမ်ပိန်းမှာ လက်တလုံးမှာရရှိနေတဲ့မွေးပမာဏဘလောက်လဲမိထားပါတယ်။အာကိုထိန်လင်းရေအကုန်လုံးကအာ SCF ထဲကိုသွားပြီးတော့ဝင်ကြည့်နေကြပြီလို့ထင်ပါတယ်။โอเคကျွန်တော်အမှန်တကယ်တော့ပြောရရင်တော့ဗောနော်ဒီ SCF မှာဆိုရင်အားလုံးသိတဲ့အတိုင်းပဲ campaign တွေလည်းအများကြီးရှိရောဗောနော်အဲဒါပေမဲ့အဲ့ campaign တွေကကျွန်တော်တေချာဒီထောက်ဖို့ပြည်သူတွေအတွက်တေချာစစ်စစ်ပြီးတော့တင်ပြီးထားတာဆိုတော့ အာကျွန်တော်တို့ပြောပြနေကြတိုင်းပဲတုံ့ပြန်စေချယုံကြည်သွားနဲ့အာထောက်ဖို့ပါဝင်လို့ရတယ်ပေါ့နော်အာကျွန်တော်စေရင်ရပြောရမယ်ဆိုရင်တော့ဒီ SCF မှာဒီပြုလုပ်နေတဲ့တော်လိုင်းအတွက်လိုအပ်နေတဲ့ဒီ campaign ကြီးအားလုံးပေါ့နော်အာတကယ်ကိုပြည့်စုံနေတာပါတကယ်ကျွန်တော်သာတထေးဆိုရင်ပေါ့နော်အားဆိုရင်ရှိကျွန်တော်ရှိသမျှအားလုံးပေါ့ဗျာအဲ့ဟို target ကျော်လွန်သွားတဲ့အထိကိုအဲ့လိုမျိုးတစ်ခုချင်းစီကို share လိုက်ဖြည့်ပေးနေတာပေါ့နော်အဲဒါပေမဲ့အခုလုံးလုံးစင်မှာကတော့ အဲ SCF ကဇန်နဝါရီလ31ရက်နေ့မှာစတင်ထားဆိုအခုမှဟိုတလကြော်ကြော်ပဲရှိသေးရပါတော့အကြတော့တင်ဟိုတချို့ကြောင့်လည်းမတည်သေးဘူးပေါ့နော်အာတည့်ရလူနေနေတဲ့အတွက်ကြောင့် user base ကလည်းစပြီးတော့အရှင် user ဖြစ်နေတဲ့အတွက်ကြောင့်ပေါ့နော်ပြအခုချိန်ကလေတိုက်ဆိုင်နေမှာတနိုင်ငံတော့ကလေလိုအပ်ချက်များနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့် campaign လေးတွေက အပြည့်ဖို့မလွယ်ကူသေးဘူးဖြစ်နေပေါ့နော်အဲဒါမဲ့ကျွန်တော်ကယုံကြည်တယ်ဘာလို့လဲဆိုတော့ဒီပြည်သူတွေရဲ့ပါဝင်မှုကရောကြသွားတာမဟုတ်ဘူးဒီလိုအပ်ချက်တွေမြင့်လာလို့သာဟိုရောတယ်ထင်ရပါဘောနော်တကယ်ကပိုတော်ထိုးလာကြပါပြီအဲကြောင့်တော့ကျွန်တော်တို့အားလုံးကဒီအတူတူယုံမှသာဒီတနိုင်ငံလုံးခံစားနေရတဲ့ဒီဆင်ရနာရှင်အမောင်တူရောကနေလွမြောက်နိုင်ပါလေအကြောင်တော့ချို့ကြောင်လည်းဒီတော်လိုင်းကမ်ပိန်းကြီးမပောင်းဝင်ထောက်ပို့ခြင်းနဲ့အထူးသဖြင့်ပြည်တွင်းကပေါ့နော် ပြည်ရောင်းပြပအောင်ပါဝင်ထောက်ပို့ခြင်းနဲ့ဒါပေမဲ့ကိုယ်တိုင်ဒီလုံခြုံစိတ်ချပြီးတော့လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်ထောက်ပို့နိုင်တယ်တော့တည်သေးဘောနော်အကြောင်တော့သူတို့ဒီ SCF ကြောင်းမိတ်ဆက်ပြီးပြီးတော့ဒီ SCF 3နည်းလေးဆိုလဲတင်ပေးဘောနော်ဘာလို့အရင်ကြီးမှမခတ်တာဗလိနော်အကြောင်တော့ဟိုကျွန်တော်တို့ဒီ SCF page ကိုညွှန်ပေးတာဖြစ်စေကိုယ်တိုင်တင်ပေးတာဖြစ်စေလုပ်ပေးပြီးတော့ SCF နဲ့ရင်းနှီးတောင်လုပ်ပြီးတော့ကျွန်တော်တို့ဒီ tournament campaign မှာပါဝင်ပြီးတော့အတူတူဟာခြေတက်ချင်ပါတယ်အဲ့လိုလေးတိုက်တွန်းပြရသေးခင်ဗျဟုတ်ကဲ့ပါ အကထင်းလေးကျေးဇူးအများကြီးတင်ပါတယ်အကြည်တလေးတွေရလဲဒါအလုံးကနားထောင်ကြရတယ်နော်အရန်လဲကျင်းတဲ့ beauty ဖြစ်ရတယ်ဒီနေ့ဆိုရင်အတန်လေးဒီချာမကြမ်းရတာလေးရှိရဲဒါစောင့်နေပြီးရ live ကနေမထွက်တော့အောင်နော်